မလေးရှားနိုင်ငံမှာမြန်မာအပါဝင်ပြည်ပလုံသားတွေကိုအော်ပရာစီနဲ့ဇက်တိုက်ဖမ်းဆီးမှုတွေရှိနေပြီးမြန်မာလုံသားထောင်ထဲချီအဖမ်းခံထားရတယ်လို့မလေးရှားရောက်မြန်မာလုံသားတွေထံကသိရပါဗျ။မေလန်ကုံပိုင်းကစတင်ပြီးမလေးရှားအာဏာပိုင်တွေကအော်ပရာစီနဲ့မြန်မာအပါဝင်ပြည်ပနိုင်ငံသားတွေကိုဇက်တိုက်ဖမ်းဆီးစစ်ဆေးနေတာဖြစ်ပါတယ်။ အခုကရဲကားလာရဲရင်ကိုကြောက်နေရတယ်။အော်ပရာစီတွေကလည်းဇက်တိုက်ဝင်နေတယ်။လုပ်ငန်းခွင်မှာနေထိုင်ရတာတော့အဆင်မပြေတော့ဘူး။အော်ပရာစီဝင်ရင်အလုံးလုံးနေတဲ့နေရာအထိဝင်ပြီးအထောက်အထားတွေကိုလိုက်စစ်တာမရှိဘူးဆိုတာနဲ့တခါတည်းဖမ်းခေါ်သွားတာလို့မလေးရှားနိုင်ငံစီလံကောင်းပြည်နယ်မှာအလုပ်သွားရောက်လုပ်ကင်နေတဲ့မြန်မာလူသားတအုပ်ကပြောပါရတယ်။ မလေးရှားအာဏာပိုင်တွေကဝင်ရောက်စစ်ဆေးရမှာစစ်ရုံအလုပ်ရုံတွေတောင်မှကဈေးဝယ်စင်တာတွေစားတောက်စင်တန်းတွေအထိပါဝင်ရောက်စစ်ဆေးပြီးဖမ်းဆီးတာဖြစ်တယ်လို့မလေးရှားမှာရှိတဲ့မြန်မာလူသားတွေကပြောပါရယ်အခုစစ်တာတွေကတော်တော်ကျန်းနေမြန်မာတွေမကဘူးတခြားပြည်ပနိုင်ငံသားတွေကိုပါစစ်ဆေးနေတာစားတောက်စင်တန်းတွေရောဈေးဝယ်စင်တာတွေရောပါဝင်စစ်တာလို့မလေးရှားနိုင်ငံပြည်နယ်ပြည်နယ်မှာအလုပ်လုပ်ကင်လေးရဲ့ရှိတဲ့မြန်မာလူသားတို့ကပြောပါရယ်ပြီးခဲ့တဲ့မေ29ရက်ညပိုင်းကနေမေ30ရက်မနေ့စောပိုင်းအထိ မလေးရှားနိုင်ငံကွာလန်လမ်ပူဆာလာယန်းမှာမလေးရှားနိုင်ငံဌာနပေါင်းစုံခုနှစ်ခုကအော်ပရာစီဝင်ရောက်စီစဉ်ရာနိုင်ငံသားသားအထောက်အထားမရှိသူ1435ဦးကိုဖမ်းဆီးနိုင်ကြောင်းဖမ်းဆီးခံရသူတွေအနက်မြန်မာ1222ဦးဘင်္ဂလားဒေ့ရှ142ဦးအိန္ဒိယ9ဦးအင်ဒိုနီးရှား2ဦးနဲ့နီပေါနိုင်ငံသားတွေလည်းပါဝင်တယ်လို့သိရပါဗျာ ဇွန်နေ့မှာလည်းမလေးရှားနိုင်ငံပီနန်ဘာတာဝက်မှာရှိတဲ့ BM ဈေးဝယ်စံတော်မှာအော်ပရာစီဝင်ရောက်စစ်ဆေးတာတွေရှိရာဖမ်းဆီးခံရသူတွေလည်းရှိနေလို့သိရပါတယ်။အလားတူမေ23ရက်ကလည်းမလေးရှားနိုင်ငံစီလံကောပြည်နယ်စမ်းဝေးမှာရှိတဲ့မန်တာရီကော့ကိုအော်ပရာစီဝင်ရောက်ရာ အထောက်အထားမပြည့်စုံသူ969ဦးဖမ်းဆီးထိန်းသိမ်းခံရပြီးဖမ်းဆီးခံရသူတွေမှာမြန်မာ226ဦးအင်ဒိုနီးရှား201ဦးဘင်္ဂလားဒေ့ရှ်82ဦးပါကစ္စတန်46ဦးနီပေါနိုင်ငံသား44ဦးအိန္ဒိယနိုင်ငံသား10ဦးနဲ့ထိုင်းနိုင်ငံသား2ဦးတို့ပါဝင်နေလို့မလေးရှားနိုင်ငံကနေလာတဲ့သတင်းတွေအရသိရပါတယ်